ဒီကစားသမားကိုအလွန်နဲ့ရရင်လည်းမခွန်နဲ့ဆိုပြီးမာရက်စကာကိုတရီပေးလိုက်တဲ့မာလူတာ။ရိုင်းလမြအလုံးဝမေးလာများဘလူးလိုင်းကင်းကနေပြန်လဲကြိုးလိုက်ပါရင်။ချဲစီကစားသမားဟောင်းမာလူတာကတော့အခုလာမဲ့နေရာဒီမှာမာရက်စကာအနေနဲ့မခေါ်ယူသင့်တဲ့ကစားသမားတယောက်ရဲ့အမိကိုတီးပေးပြောကြားသွားခဲ့ပါရင်။ရိုက်ကရဲ့အတင်းဟာသူရဲ့လိုအပ်ချက်တွေဖြစ်ကြတဲ့အထောင်တိုက်စစ်မှုဘုံနောက်ခံလူနဲ့ညာချင်းအားတန်တောင်ပန်တိုက်စစ်မှုတရားတွေကိုခေါ်ယူဖို့လိုအပ်နေပါတယ်။ဒါကြောင့်လာမယ့်နေရာဒီမှာလဲချဲစီကအပြောင်းရွှေ့ကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးကိုအလုံးရှုံရအောင်မှာဖြစ်ပါတယ်။ ချဲစီသင်းမှာလည်းဗိုလ်လေးတို့လည်းချဲကြောင့်အသင်းမှာပိုရှန်နေတဲ့ကစားသမားတွေများရှိရှိနေသေးပြီးကျဲဝင့်ကစားသမား9ယောက်10ယောက်လောက်ကိုရောင်းထုတ်ခြင်းဖြင့်ကစားသမားတွေခေါ်ယူနိုင်ဖို့အတွက်ရန်ပုံငွေရှာဖွေလို့ရနိုင်တဲ့အနေအထားမျိုးရှိနေပါတယ်။ ိုလီလိုဆိုတာကလည်းအယူချိပန်းနေရှောင်းလုံးတက်တဲ့အသင်းပိုင်ရှင်တွေပါပဲ။နာမည်ကြီးကစားသမားတွေဆိုရင်အရေးသွေးကောင်းတဲ့ကစားသမားမျိုးလို့ကင်းထောက်တွေကပြောလိုက်ရင်ဘာမှစဉ်းစားမနေတော့ဘဲခေါ်ယူဖို့ကြိုးစားတက်ကြသူတွေဖြစ်ပါတယ်။ဒါကြောင့်လာမယ့်နေရာဒီမှာတက်ဆိုင်ရာအသင်းတွေနဲ့စာချုပ်တရံကုံဆုံးပြီးအသင်းကနေထွက်ခွာရောမယ့်နာမည်ကြီးကစားသမားတွေကိုခေါ်ယူဖို့အတွက်ချဲစီကစိတ်ဝင်စားနေတယ်လို့သတင်းတွေထွက်ပေါ်နေပြီးဒီစင်းထဲမှာမန်စီးတီးကွင်းလယ်လို Kevin De Bruyne လည်းပါဝင်လာခဲ့ပါတယ်။မာလူတာကတော့ဖြစ်နိုင်ရင် De Bruyne ကိုမခေါ်စေချင်ဘူးလို့ Maresca ကိုသတိပေးသွားခဲ့ပါတယ်။မာလူတာက ကေဗင်ဟာလည်းကားရမဲ့ကစားသမားမျိုးဆိုပေမဲ့လက်ရှိအချိန်မှာချဲစီနဲ့မတင်းတော်ဘူးလို့တော့မြင်မိပါတယ်။ပရီးမီယာလိမှာသူပါလဲဆိုတာကေဗင်ကလုံးပြထားပြီးသားပါ။ဒါပေမဲ့လက်ရှိအချိန်မှာကေဗင်လုံးအသက်အရွယ်ရတဲ့ကစားသမားတယောက်ကိုခေါ်ယူလိုက်တာကနှစ်ဦးနှစ်ဖက်နစ်နာရမဲ့ကိစ္စလို့ပဲကျွန်တော်ကတော့မြင်ပါတယ်။ကေဗင်တီဆောက်ထားတဲ့အရာတွေအားလုံးကလည်းချဲစီကိုရောက်ရင်ပြင်စီကောင်းပြင်စီသွားနိုင်ပါတယ်။ကေဗင်အတွက်အကောင်းဆုံးကတော့ပရီးမီယာလိဂ်ကနေအနိုင်နဲ့ပိုင်းပြီးထွက်သွားဖို့ပါပဲ။ဆိုပြီးတော့သူရဲ့အမြင်တွေကိုပြောပြသွားခဲ့ပါတယ်။ပရိသတ်များအနေနဲ့ကရောမာလူဒိုင်းစ်ကားရဲ့အပေါ်ဘယ်လိုများမြင်မိကြပါသလဲခင်ဗျာ။